ဒီတော့ Amish တွေဆိုတာဘယ်သူတွေလဲ Amish တွေရဲ့မူရင်းကတော့ Anabaptist Movement လို့ခေါ်တဲ့ရိုးရာခရစ်ယာန်နဲ့ချင်းမင်္ဂလာကိုယုံကြည်ကြတဲ့ဆွေဂျာမန်လူမျိုးရိုးရာခရစ်ယာန်ဖျားကြောင်ဖွဲ့တွေကနေဆင်းသက်လာကြတာပါ Amish တွေရဲ့ဇစ်မျက်စာကတော့16ရာစုအစောပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ Protestant ပြောင်းလဲရေးကာလအတွင်းမှာမွေးဖွားလာတဲ့ Anabaptist Movement လို့ခေါ်တဲ့နှစ်ချင်းမင်္ဂလာကိုယုံကြည်မှုကနေစတင်ပေါက်ဖွားလာကြတယ်လို့ပြောကြရပါမယ်။ ။အာမစ်ဆိုတဲ့အမည်ကိုတော့ဆွစ်ဇာလန်လူမျိုးတစ်ဖြစ်လေနှစ်ချင်းခရိယန်ခေါင်းဆောင်တော်ဦးဖြစ်တဲ့ Jacob Armin ကိုအစွဲပြုပြီးခေါ်ကြတာဖြစ်ပါတယ်။1964ခုနှစ်မှာတော့ Armin ကဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Swiss Brotherhood အဖွဲ့အနေကွဲထွက်ခဲ့ပြီးတော့ Armis လို့ယနေ့ကျွန်တော်တို့သိကြတဲ့ချွေယိုရဲအုပ်စုတစုကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။1900ပြည့်နှစ်များမှာတော့ Armis တွေဟာဘာသာရေးဆိုင်ရာပြဿနာတွေပြီးတော့စီးပွားရေးအခက်အခဲမှုတွေကြောင့်မြောက်အမေရိက Pennsylvania ကိုပြောင်းရွှေ့လာကြပါတယ်။ ဘာလို့လဲဆိုတော့ဝီလျံပန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ဘာသာရေးဆိုင်ရာမူဝါဒပြဋ္ဌာန်းမှုနဲ့လွတ်လပ်စွာကိုယ်ခွယ်ခွင့်ရှိတဲ့မူဝါဒကအမစ်တွေကိုလုံခြုံမှုပေးနိုင်တဲ့ဘေးကင်းတဲ့နေရာတစ်ခုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။1920ခုနှစ်အရောက်မှာတော့ပထမဆုံးပြောင်းရွှေ့လာတဲ့အမစ်အုပ်စုကြီးဟာလန်ကာစတာကောင်တီပန်ဆယ်ဗေးနီးယားကိုကျောက်ရှိလာခဲ့ကြပါဗါတယ်။အဲ့ဒီချိန်ကနေပြန့်နှံ့လာတဲ့အမစ်တွေဟာဒီနေ့ခေတ်မှာတော့သုံးနှိမ့်ခွဲကန့်တီရှိပြီးပန်ဆယ်ဗေးနီးယား၊အိုဟိုင်းယိုးနဲ့အင်ဒီယားနာတို့လိုနေရာတွေမှာ